ိုတိထားတာပေါ့အဲ့လို Billboard magazine တို့ Billboard top 10တို့ The Grammy တို့ဒါတွေကဟိုငငယ်ရကိုတီးပြင်းလာမယ်ကိုနဲ့မဆိုင်ဘူးလို့ပဲခံစားရတယ်ကွာကိုနဲ့ကဟိုဒါရနီးစပ်မှုမရှိဘူးပေါ့နော်အဲ့လိုအဲ့လိုပဲခံစားရတာပဲအဲဒါမှဒီလိုမျိုးဖြစ်လာတော့ဟို miracle ပေါ့နော်မိဆိုင်နေတဲ့တကယ်ကိုမယုံကြည်နိုင်ဘူးအမှတ်တရလေးတစ်ခုပါပဲဟို Billboard magazine မှာပါဝင်ရတဲ့အတွက်အရင်ဟိုဟာဂုဏ်ယူပါတယ်ဟိုဂုဏ်ယူရဲဆိုတာချက်မိဆိုင်နေကတော်လို့ပါဝင်လို့ရမှာမဟုတ်ဘူးပေါ့နော်ဟိုဘာဖြစ်ဖြစ်ကိုမြန်မာနိုင်ငံရဲ့ဟိုကိုမြန်မာနိုင်ငံက အဆိုတော်တယောက်အနေနဲ့မြန်မာဘွန် artist ဆိုပြီးတော့မိဆိုင်တို့တချင်းလေးကိုဒီလိုမျိုးဘေပုတ်ထဲမှာအဲ့လိုမျိုးလေးဖောက်ပြခွင့်ရရတဲ့အတွက်အရန်ဝမ်းသာရတယ်။ဂီတလုတ်ခွင့်ရရတဲ့အချိန်တွင်းမှာအာမိဆိုင်ဒီဟိုမိဆိုင်ရဲ့တက်တန်ဂီတတက်တန်လေးတစ်ခုမှဒီလိုမျိုးပါဝင်ခွင့်ရရတယ်။ collab တချင်းလေးနဲ့ပြီးတော့စုလိုက်လို့စုလိုက်လို့လည်းပါတယ်။ဒီဒီထဲမှာဆိုရင် artist တွေအများကြီးမြန်မာဒီဘက်ကတီးပေးထားတဲ့ artist တွေလည်းအများကြီးပါတယ်ကိုတတတော်လည်းပါတယ်ပေါ့နော်အဲ့လိုမျိုးအများကြီးရဲ့စုပေါင်းပြီးတော့ဒါအားလုံးရဲ့ကြိုးစားအားထုတ်မှုအားလုံးရဲ့စေတနာတွေကြောင့်ပါလာဖြစ်တဲ့အတွက်ဟိုအားလုံးအတွက်လည်းအရန်ကိုပြောရတယ်ပေါ့ န်းသဘာဝမြေစည်းလွားပေါ့နော်ဒါသူတို့အဲလုံနေရရမ်းကြပြီပေါ့နော်မိဆက်နီရဲ့ best friend နေတဲ့ကတယောက်ကလည်းဒီဒီသူတို့ရဲ့ဒီအာဘယ်လို partner တွေမှာပါတယ်ပေါ့နော်အဲ့တော့သူတို့ဟိုစပြီးတော့ဟိုးရင်တည်းကအာသူတို့စပြီးတော့ plan နေတဲ့အချိန်တွေကမိဆက်နီကတိတယ်အဲ့တော့ဒီမြေစည်းလွားတဲ့ဒီနေ့ပို့ပို့ဆွဲရနေပြီးတော့ဒီမှာလာပြီးတော့အဲဒီចောင်းဆောင်သူ့မိုးလှူဒန်းနေပေါ့နော်လှူဒန်းနေလှူဒန်းနေပြီးရဒီမှာနေလေစားတယ်နေစွန်းနေရောနေလေစားရောဒီကရာဟီတာចောင်းမှာအာလှူဒန်းတာဖြစ်တဲ့အတွက်မိဆက်နီကလည်းလာရောက်ပြီးတော့အားဖြည့်ပြီးတော့အဲကုသိုလ်ယူရင်းနဲ့ ဲ့ဒီပွဲကိုတက်ရောက်ဖြစ်တာဖြစ်ပါတယ်အဲဒီမှာခလေးတွေလည်းအများကြီးလည်းရှိတယ်နောက်ပြီးတော့ရင်ဟိုဒီမှာဆိုလဲအလှရှင်တွေလည်းဟိုအမှန်တိုင်းပြောရင်အများရမ်းပေါ့နော်ဒီအခုဆိုရင်ဟိုဆောက်လက်စားဒီအဆောင်တွေလည်းရှိရယ်သမိုးတွေလည်းရှိရယ်လိုအပ်ချက်တွေလည်းအများကြီးရှိနေရယ်ပြီးတော့ခလေးတွေလည်းအများကြီးဆိုတော့ဟိုဒီเจ้าမလာဆိုရင်တကယ်လည်းကုသိုလ်ရပါတယ်အဲ့တော့ဒီเจ้าမလာလှူခြင်းနဲ့အာပရိသတ်တွေရှိရင်မိဘပြည်သူတွေရှိရင်လည်းဒီအောင်စရာမင်းပရာဟိတာเจ้าမှာခလေးအများကြီးကိုလည်းပညာရေးတင် जा ပေးနေရဲ့အပြင်ကိုဟိုဟိုကုသိုလ်တွေလည်းအများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့လာရောက်လှူဒန်းဖို့ အာဖိတ်ခေါ်ချင်ပါတယ်ဒီမှာရှိတဲ့အာဆရာပေါ့နော်အာဆရာရောဖရာကြီးအာနန္ဒဆရာရောဥနန္ဒစီယာစီမှာတိုက်ရိုက်ထူထမ်းလို့ရပါတယ်ရှင် အာပညာရေးနဲ့ပတ်သက်တာပညာရေးကအမှန်တိုင်းပြောရင်လူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေဖို့အတွက်အဓိကတော့ချက်လို့မိဆက်နေမြင်နေပေါ့နော်ဟိုဟိုပညာရေးကိုမိဆက်နေဆိုလဲအမှန်တိုင်းပြောရင်အရင်တည်းကပညာရေးနဲ့ပတ်သက်တဲ့အဲ့လိုမျိုး organization တွေပညာရေးနဲ့ပတ်သက်တဲ့ဥမာစာအုပ်တွေလှူတာတွေအကြောင်းစိတ်တွေလှူတာတွေဆိုမိဆက်နေအများကြီးလှူဖြစ်ဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဒီပညာရေးကဟိုလူတယောက်ရဲ့ဘဝကိုဟိုအောက်ကနေအပေါ်အထိကိုတကယ်ကိုပြောင်းလဲပေးနိုင်တဲ့အရာလို့မိဆက်နေမြင်နေအဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးလှူရမ်းတာအရင်လဲကုသိုလ်ရတယ်လို့ဟိုလိုခလေးလေးပညာရေးပညာရေးမျက်စိတစ်ခုကဟိုတန်ဖိုးမဖြတ်နိုင်ဘူးပေါ့နော် ပညာဉာဏ်အလင်းပေါ့နော်အဲ့တော့ဟိုပညာရေးနဲ့ပတ်သက်ပြီးသူကအရန်ကောင်းတယ်အဲ့တော့ဆရာတော်ဘုရားကြီးလောက်တာကိုလည်းဟိုအရန်ကျေးဇူးအများကြီးတင်ပါတယ်ဟိုအဲ့လိုမျိုးလဲတစ်ချိန်ချိန်ကြာရင်ကိုယ်လည်းပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုအများကြီးလောက်ချင်ပါတယ်ဟုတ်ဟုတ် ဟိုအဲ့လိုအိမ်မက်အကြီးရောမရှိဘူးပေါ့နော်မြတ်စက်နေရအဲ့လိုလူငယ်တွေကိုအဲ့လိုပညာရေးနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်အသက်မွေးဝမ်းကြောင်းပညာပေါ့နော်ဟိုပညာဆိုတာဟိုစာပညာတွေမဟုတ်ဘူးဟိုတခုခုဥမာဒါပေါ့အချုပ်တင်တဲ့ဆိုတာလေဒါပညာရေးပဲပေါ့နော်ဟိုဟိုအသက်မွေးဝမ်းကြောင်းပညာပေါ့အဲ့လိုမျိုးပညာရေးတွေဟို career တခုကိုတိဆောက်နိုင်တဲ့ဟိုပညာမျိုးတွေဆိုရင်မြတ်စက်နေအများကြီးလုပ်ပေးခြင်းတယ်အဲ့လိုမျိုးလည်းလုပ်ပေးခဲ့တဲ့ဟိုအလှူတွေကိုနီးစက်ရမှာအဲ့လိုမျိုးတွေလည်းမြတ်စက်နေရှိခဲ့ဘူးပါဒီထပ်ပို့ပြီးတော့လေဟိုကိုကလို foundation တွေပါထောင်ပြီးတော့လုပ်နိုင်တာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ဟို ဟိုကိုတက်နိုင်တဲ့လောက်လေးတော့ပေါ့နော်အပါဝင်သွားစေတာဝန်သွားခြင်း ਨੇ အာပရာဟိတလုပ်ငန်းဒီမှာလည်းကိုတက်နိုင်တဲ့လောက်ကိုလည်းအမှုပညာလှုပ်ရှားမှုရှိတော့အာကိုရဲ့ vice တွေတခုကပြည်သက်တွေကို impact ရှိနေတုံးမှာလည်းအများကြီးဟို NGO တွေပဲဖြစ်ဖြစ်အကုန်လုံး ਨੇ အများကြီးပူးပေါင်းပါဝင်သွားခြင်းပါတယ်ဟုတ်ဟုတ် ဟိုအမှန်တိုင်းပြောရရင်ဟိုမိဆန်နီကပညာရေးကိုတော်တော်ဦးစားပေးတဲ့နေရာမှာလည်းပါတယ်မိဆန်နီရဲ့ဟိုပေါ့နော်အဲ့လိုမျိုးဒီပရိသတ်လေးပဲဖြစ်ပါတယ်ပဲဖြစ်ဆိုမိဆန်နီအမြဲတမ်းပြောလေးပြောထားရှေ့စကားတခုပေါ့နော်ဟိုထောက်တယ်ဒီចောင်းစာရည်နဲ့မိဆန်နီဆိုလည်းအစောရောလုံနေရပါတော့နော်မိဆန်နီတက်ခဲ့တဲ့ចောင်းစာရည်ကဒီချိန်မှာဟိုအစောရောရဲ့ဟာမှာအမှန်တိုင်းပြောရင်တော့မတူဘူးလို့ထင်ရတယ်ဆိုပေမဲ့ဟိုပညာရေးမှာဟိုမှာဆောင်ပွဲတခုအအောင်မိဆန်နီလို့ဖြေရမယ်ဆိုရင်ဒီ commitment တခုရှိရယ်ဒီဆောင်ပွဲကအအောင်မှာရမှာလीအဲ့တော့စကြရမယ်စာဘယ်လောက်လောက်ပြည့်အောင်ကြရမလဲဆောင်ပွဲကကြလို့ ့မရအဲ့ commitment တခုကိုခလေးတိုင်းအောင်စာမကြက်ချင်ဘူးစင်လင်းငယ်တော့စာစာကိုဘာသနာပါစွာနဲ့ကြက်တဲ့လူဆိုတာအရန်ရှာတယ်တို့တော်ညာဒီ commitment ထား commitment discipline တွေငါတနေ့ကိုစာဘလောက်လုပ်မလဲငါဒီညဒီစာပြီးမှအိမ်မယ်နောက်နေ့ညဆက်မရိုက်မှာဆိုလိုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဟာတွေကမစင်တကယ်တမ်းအလုံးလုံးလာတဲ့အခါမှာအရန်သုံးဝင်တယ်ဒီဟိုကိုကမှုမလာလဲဟိုလှုပ်လို့ရရဲ့အလုပ်တွေရှိရတချို့ဟာအမှမဆက်ရမှုမလားသချင်းရေးလို့မရဘူးကဲဟုတ်ပြီငါသချင်းရေးလို့မရဘူးငါဘာလုပ်မလဲဒီချိန်မှာငါ့ရဲ့အချိန်ကိုကျိုးရှိပါအဲ့လိုအဲ့လိုမျိုးပေါ့နော်ဟို ပညာရေးလေးရဲ့ဟိုမစ္စနီရေနော်ဆောင်မစ္စနီတောင်းနေလည်းအများကြီးတက်ခဲ့ဆောင်မွေးလည်းအများကြီးဖြည့်ခဲ့အဲ့ရဲ့အလေးကျင့်လေးတစ်ခုကမစ္စနီတကယ်လုပ်ငန်းဝင်ဝင်တဲ့အခါကျရင်ဟို stress ကိုပုတ်ခတ်နိုင်တယ်ဟိုမှုမလာလဲ discipline အပြည့်နဲ့မစ္စနီလုပ်နိုင်တယ်အဲ့ဟာကြီးရဲ့ဟိုအကျိုးဆက်လို့မြင်တယ်ပေါ့နော်တစ်ခါလေကျရင်ဟိုလူငယ်တွေကအကျောင်းပညာရေးတွေဆိုရင်မစ္စနီအမြင်ပေါ့နော်လာမစ္စနီတစ်ခုတည်းတော့အမြင်ပါဟိုဟိုမှားရင်လည်းမှားမယ်ပေါ့နော်အဲ့လိုမျိုးကြရင်လူငယ်တွေကထင်မယ်ပေါ့နော်ဒါတွေကငါတို့ချိန်ကြရင်မတုံးရပါဘူးမလို့ပါဘူးလို့ထင်မယ်ဒါပေမဲ့ဒီ commitment နဲ့ဒီ discipline နဲ့ဒီဖိငိမ့်ငိမ့်နဲ့ထိုင်ပြီးတော့စ လုံးနိုင်နေဆိုတဲ့ဟာတွေကတကယ်ဘဝမှာဟိုအရေးအကြောင်းကြုံလာတဲ့အခါမှာကြာရင်အများကြီးလုံးနိုင်နေပေါ့မိစ္ဆာနေအဲ့လိုမျိုးမြင်တယ်အဲ့တော့ပညာရေးကလည်းတကယ်အလုပ်တင်နေတဲ့မှာပါတယ်ဟိုဟိုအဲ့လိုဘွယ်လေးတစ်ခုလောက်တော့အဲ့လိုမျိုးရအောင်မိစ္ဆာနေပြောရတဲ့ခါကျရင်ဘာလို့တကယ်ဟိုဘွယ်အကြောင်းမတက်ဘူးဘွယ်မလို့ခြင်းလို့အကြောင်းမတက်ဘူးတခြားဟာလုံးမယ်အမှုပညာလုံးမယ်မလို့ဘူးဆိုတော့ okay ဒါဆိုအမှုပညာ commitment ရှိတကယ်ကြီးကို discipline ပြည့်နေလုံးနိုင်လို့ဒါမှမဟုတ်တည်မလားဟိုအမှုပညာကလည်းအမှုပညာလုံးတယ်ဆိုတာဟိုကြောင်းတက်တယ်လို့မျိုးမဟုတ်ဘူးလေအခြေအနေလမ်းကြောင်းမမူတည်ပြီးတော့ ဖွင့်ရေးကိုဆုတ်ကန်ပြီးသွားတာအဲ့လိုမျိုးအချိန်မှာကိုကလေစိတ်လေးနေပြီးတော့ဘွဲလဲမရဘူးဒီဘက်မှာလည်းဟိုကိုကဟိုပြင်းလို့ပဲဖြစ်ဖြစ်စကီးမလာဘူးပဲအဲ့လိုမျိုးလုပ်နေမယ်ဆိုရင်တော့အချိန်နှမျောစရာကောင်းတယ်လို့တော့မဆက်နေနေပေါ့နော် ူမျိုးတွေမဟုတ်တချို့ကြတော့လည်းဘွဲမရပဲနဲ့ဒီဟာမှာဟိုအဲ့လိုကြောင်းမတက်ပေမဲ့လည်းဒီအမှုပညာအလုပ်ကိုအရင်ထူးထူးချွတ်ချွတ်လုပ်တဲ့လူတွေရှိတယ်။အဓိကတော့ကိုယ်စိတ်နဲ့ discipline ပေါ့မစ္စတန်ပြောသလိုစီကံပေါ့နော်။အဲ့စီကံရှိနေရတယ်။ဒါပေမဲ့ကလေးအတွက်လူငယ်အတွက်ကတော့ဒီစာမေးပွဲမစ္စတန်အတွက်ကတော့ငယ်တော့ guys ဆရာမမစ္စတန် guys ဆရာမအရင်ကြမ်းတယ်။အဲ့လိုမျိုးဆိုတော့စာတော့မလုပ်ချေဘူးတိုးတော်ညာအဲဘယ်လိုပြောဆရာမကိုကြောက်လို့လုပ်ရတယ်။စာမွေးကြရင်အမေစုမဆိုလို့လုပ်ရတယ်။အဲ့လိုမျိုးရဲ့ discipline လေးကမစ္စတန်အသက်ကြီးလာတဲ့အခါမှာဟိုအရင်ခံနိုင်ရရှိတယ်။တချို့တော့ အဲကိစ္စတွေမှာပေါ့နော်အဲကြောင့်မဆိုင်ကြောင်းကြောင်းအောင်ဆိုလဲဟိုတငယ်ချင်းတွေကကြောင်းတန့်ရင်တငယ်မဆိုင်တငယ်ချင်းတွေကလည်းစာလုတ်တဲ့မှာပါတယ်အဲ့လိုမျိုးဆိုတော့ဟိုသူတို့မာစတာတက်တော်လဲဆွဲခေါ်တယ်မဆိုင်လား MBA လိုက်တက်အဲ့ချိန်ကျတော့လည်းငိုငိုငိုကယူကဆောင်းဝဲဖြေခိုင်းကြတယ်ဘာမှမအယူမလို့ပဲအဲ့လိုသမီးကစုတ်သွားတယ်အဲ့လိုလိုသမီးကတခြားအင်းကြီးကခြားဆောင်းဝဲတော့ဖြေတာအဲ့လိုမျိုးပေါ့အဲ့မှာတချင်းတွေလည်းလုံနေပြီအဲ့အဲ့လိုမျိုးပေါ့နော်တငယ်ချင်းတွေကလည်းအဲ့လိုဆွဲခေါ်တဲ့အတွက်မဆိုင်တွေကဟိုအမှန်တိုင်းပြောရင်အဲ့ဟာကြောင့်မို့လို့ဟို stress တော်တော်များခံနိုင်တယ်အပင်ပန်းပိုခံနိုင်တယ်လို့ပြောလို့ရတာပေါ့နော် ဟုတ်ကဲ့အဲအဲ့ဒါတော့မသိသေးပါဘူးစီမီဆက်နေစီးပွားရေးလောက်လောက်တဲ့အထိအဲ့လိုဂျာထဲမှာတငယ်ချင်းတွေလို့ချို့လောက်ထားရရောရှိရှိရပေါ့နော်တချို့ဟာရလည်းအဆင်မပြေရဘူးအဆုတ်အဆင်ပြေရလည်းရှိရဟိုစီးပွားရေးကကြတော့သူထားရဲ့ entrepreneurship ရဲ့ mindset တွေဟိုဟာရကြတော့ပုံစံတစ်မျိုးပေါ့နော်မဆက်တော့အမှုပညာသမားနဲ့မတူဘူးဆိုတော့အကယ်၍အမှုပညာကိုလုံးဝရန်နာဝါခဲ့ရင်တော့ စီးပွားရေးဘက်ကတော့လှည့်မှာပေါ့မဆက်နေတော့နှစ်ခုကြီးခွာအပိုင်းမှာမဆက်နေတော့အားနေချက်အရန်အများကြီးရှိရယ်ပေါ့နော်အဲ့တော့အဲစဉ်စဉ်းစားနေတော့မှာပဲအမှုပညာကိုပဲအခုလောလောဆယ်မှာအများကြီးအားစိုက်ချင်ပါတယ်ဟုတ်40ကျော်ရင်တော့ အဲတခုအဲ့လိုမျိုးစီးပွားရေးဘက်ကိုပဲကူးမလားပေါ့နော်အဲ့လိုမျိုးစဉ်းစားထားပါတယ်။ Facebook Magazine မှာပါဝင်ရတဲ့အတွက်အရင်ဟိုဟာဂုံယူပါတယ်။ဟိုဂုံယူရဲဆိုတာချက်မစက်နေတော်လို့ပါဝင်လို့ရမှာမဟုတ်ဘူးပေါ့နော်။ဟိုဘာဖြစ်ဖြစ်ကိုယ့်မြန်မာနိုင်ငံရဲ့ဟိုကိုယ့်မြန်မာနိုင်ငံကအဆိုတော်တယောက်အနေနဲ့မြန်မာဘွန် artist ဆိုပြီးတော့မစက်နေတော့တချင်းလေးကိုဒီလိုမျိုး Facebook ထဲမှာအဲ့လိုမျိုးလေးဖော်ပြခွင့်ရတဲ့အတွက်အရင်ဝမ်းသာတယ်။အဓိကကတော့ဟိုကိုကငါလုံးနိုင်တယ်ငါတော်တယ်ဆိုတာမျိုးမဟုတ်ပါဘူး။ဒါကမစက်နေကိုရောက်လာတဲ့အခွင့်အရေးတစ်ခုကို အမ်ဆန်နီယာစေတနာအပြည့်နဲ့ဟိုကိုဘက်ကပေါ့ဘာမှမမျှော်လင့်ဘူးတကယ်တော့ဒီလိုမျိုးတွေဖြစ်လာမယ်ဒီလို Grammy consideration ပါမယ်ပါလေမဆိုင်လုံးဝမသိဒီ project ကအမှန်တမ်းပြောရင်ဟိုအဲ labor ကလည်းအသေးလေးပဲလုပ်တာပေါ့မဆက်နေရလဲဟိုမြန်မာနိုင်ငံကအနေနဲ့ကိုကပါဝင်လိုက်တော့ငါပါဝင်မဲ့ပါဝင်တော့ငါအကောင်းဆုံးဟိုအားထုတ်ကိုမြန်မာကိုလည်းကိုနိုင်ငံကိုလည်း promote လုပ်တဲ့အနေနဲ့အားထုတ်လို့ရအောင်အများအကောင်းဆုံးကြိုးစားမယ်ဆိုပြီးစေတနာအပြည့်နဲ့ပါဝါရဖြစ်တဲ့အတွက်ဟို ပါသွားတာပေါ့နော်ဟိုတော်လို့လည်းမဟုတ်ဘူးဘာဘာကြောင့်မှလည်းမဟုတ်ဘူးမိစ္ဆာတို့လုပ်လိုက်တဲ့ collaboration တချင်းလေးရလဲမိစ္ဆာတို့က left နဲ့အချစ်နဲ့ဒီ humanity လူသားဆန်ဖို့တွေလူတွေချင်းချင်းကူညီဖို့တွေအဲ့လိုမျိုး level လုပ်လိုက်တာဖြစ်တဲ့အတွက်ဟိုစေတနာလေးလည်းအဲ့လိုအကျိုးပေးသွားတယ်လို့မိစ္ဆာချင်းတယ်ပေါ့နော်ဟိုအဲ့အားကြောင့်မလို့လည်းအဲ့လိုမျိုးပါသွားဖြစ်တဲ့အတွက်မိစ္ဆာတွေအယံပျော်ပါတယ်ဟိုဘုံယူွယ်ဆိုတာချက်အယံဝန်တာတယ်အဲ့လိုမျိုးအဲ့အားယူကြည့်ပြောလို့ငိုတာအဲ့လိုမျိုးသုံးကလောက်ကိုအဲ့လိုမျိုးငိုငိုလိုက်ရပျော်လို့ပေါ့နော်ဟုတ်ဟိုတိထားတာပေါ့အဲ့လို billboard magazine တို့ billboard top 10တို့ the grammy တို့ဒါတွေကဟိုငငယ်ရကိုကြီးပြင်းလာရမယ်ကိုနဲ့မဆိုင်ဘူးလို့ပဲခံစားရတယ်ကွာကိုနဲ့ကဟိုဒါရနီးစပ်မှုမရှိဘူးပေါ့နော်အဲ့လိုအဲ့လိုပဲခံစားရတာပဲအဲဒါပေမဲ့ဒီလိုမျိုးဖြစ်လာတော့ဟို miracle ပေါ့နော်မိဆက်နေတကယ်မယုံကြည်နိုင်ဘူးအမှတ်တရလေးတစ်ခုပါပဲဟိုဟိုမှတ်တိုင်ဆိုတာထက်ပေါ့မိဆက်နေဘဝမှာဟိုဒီဂီတလုတ်ခွင့်ရတဲ့အချိန်တွင်းမှာအာမိဆက်နေဟိုမိဆက်ရတက်တန်ဂီတတက်တန်လေးတစ်ခုမှာဒီလိုမျိုးပါဝင်ခွင့်ရရယ် collab တစ်ချင်းလေးနဲ့ပြီးတော့စုလိုက်လို့စုလိုက်လို့လည်းပါတယ်ဒီဒီထဲမှာဆိုရင် artist တွေအများကြီးမြန်မာ ဒီဘက်ကတီးပေးထားတဲ့ artist တွေလည်းအများကြီးပါတယ်ကိုတတတော်လည်းပါတယ်ပေါ့နော်အဲ့လိုမျိုးအများကြီးရဲ့ဆုတောင်းပြီးတော့ဒါအားလုံးရဲ့စူးစမ်းအထောက်အကူအားလုံးရဲ့စေတနာတွေကြောင့်ပါလာဖြစ်တဲ့အတွက်ဟိုအားလုံးအတွက်လည်းရန်ကိုပျော်ရယ်ပေါ့ ဒီလူကရောင်းမမြတ်ပါရဲ့ဒီနေစုံနေရောចောင်းဆောင်တို့တွတ်မိုးလာမသိသူတို့လှူပါပေါ့เนาะအဲ့အဲ့တွက်လဲတာတူတာတူတာတူပါလို့နောက်ကပို့ပို့ဆွမ်းဟာဟိုသူတို့ရဲ့ slogan ရှိရယ်ပေါ့เนาะအဲစိုက်ပျိုးသူတွေလည်းချမ်းသာမြေစီလွားလည်းကျမ်းမာပေါ့เนาะအဓိကတော့ဟိုဓာတ်မြေဩဇာတွေကကြတော့မြေစီလားတွေပျက်စီးစေတယ်ဒါကြောင့်တဘာဝမြေဩဇာသူတို့တဘာဝ organic တွေအရွေးထုတ်ထားတယ်ဟိုအသီးနှံတွေအရွေးထုတ်ထားမြေဩဇာဖြစ်တဲ့အတွက်မြေစီလွားကိုကျမ်းမာတန်ဆွမ်းလာစေတယ်နောက်ကသူတို့မြောင်းများတို့ဘာတို့ဘက်မှာလဲသူတွေတနာအနေနဲ့ပေါ့เนาะလေသမားတွေနဲ့တေချာစိုက်ပြီးတော့ ဟိုဒီတိနိုင်ရထွက်တုံးတော့ဒီတဘာဝမျိုးသာဆန်းတက်ပြီးတော့သူတို့ထုတ်ခဲ့ရရရှိရပေါ့နော်အဲ့ဒါရင်မှာလည်းအများကြီးအောင်မြင်တာဖြစ်တဲ့အတွက်ဒီပူပူဆွဲအဲတဘာဝမျိုးသာကဒါဟိုတကယ်ကိုမြေစီလွာအတွက်မပြည့်စည်ပဲနဲ့မြေစီလွာကျမ်းမာရေးအတွက်အရန်ကောင်းကောင်းတာဟိုမဆန်နေတွေ့ရပါတယ်အဲ့အတွက်လည်းပူပူဆွဲအတွက်ခုံယူပါတယ်လို့ဟုတ်ကဲ့